ဆယ်စာအစတရားဓာတ်မဲ့ခရစ်တိုဘယ်လိုရှာမလဲပကောင်းနှစ်ပတ်ကြာမှာကောင်းရှိတဲ့သူချင်းတူနေရကိုဘာလို့တခြားသူတွေကခရစ်တိုကနေဆယ်စာနဲ့အထက်အမျက်တွေရနေတာလဲသိချင်ပါလားသူတို့ကဒီဗီဒီယိုတွေကပြောပြထားတဲ့နည်းတွေကိုတခုမဟုတ်တခုတော့အသုံးပြုနေလို့ဖြစ်ပါတယ်ခွိုင်းတစ်ခုဈေးတက်ပြီးလူပြောများနေရင်ဝယ်ဖို့အရှမ်းနောက်ကြသွားပါပြီဥပမာဒေါ်လာ100နီးပါးကနေ100ဒေါ်လာဖြစ်သွားတဲ့ Trump coin ပေါ့ ဒီလိုအဖြစ်မျိုးမဖြစ်စေချင်ပဲ add value coin တွေပို့ရှာခြင်းအဆုံးထိကြည့်လိုက်ပါနော် add value crypto zora ဘာလဲ crypto တခုရဲ့တကယ်တန်ဖိုးကဈေးကွက်ထဲမှာရှိတဲ့တန်ဖိုးထက်များနိုင်သေးရဲ့ဆိုရင် add value ခေါ်ပါတယ်ဥပမာဈေးကွက်မှာ1ဒေါ်လာသာရှိတဲ့ coin တခုကအနာဂတ်မှာ10ဒေါ်လာတန်ဖိုးရှိလာနိုင်တဲ့ potential comment ထားတဲ့တန်ဖိုးပါလို့သတ်မှတ်ရင်အဲ့ဒီ coin က add value ဖြစ်တယ်လို့ဆိုလိုပါတယ်ဒီလို undervalue crypto တွေကိုဝယ်ထားနိုင်ရင်ပန့်လာတဲ့အခါအမြတ်အများကြီးရမှာပါ တဆို blue add value crypto တွေကို ရှာမလဲနံပါတ်1 market cap နိုင်တဲ့ project တွေကိုရှာပါ market cap စီးကွက်စုစုပေါင်းတမိုးနှိမ့်တဲ့ crypto တွေထဲမှာအနာဂတ်မှာအမြတ်ပူရနိုင်တဲ့ project တွေရှိနိုင်ပါတယ်။စစ်စစ်ရမယ့်အချက်တွေကတော့ market cap နှိမ့်ပေမဲ့အသုံးချနိုင်မှု UK တွေရှိလား။ဥပမာ BNB ဆိုရင် staking လုပ်လို့ရတယ်လို့ပေါ့။နောက်တစ်ခုကတော့တကယ် adoption လူသုံးမှုရှိလာနိုင်လား။နောက်တစ်ခုကတော့ development team ကလူလုံးထွက်ပြရဲလား။ အရင် project ကောင်းတဲ့လဖူလာဆိုတဲ့လာ၃လကိုလေ့လိုက်ရပါမယ်။ဥပမာဆူလာနာရဲ့ SOL ဟာတော်တော်များများမသိသေးတဲ့အချိန်မှာ market cap နှိမ့်ခဲ့ပေမဲ့ define တို့ NFT တို့ lofi တွေနဲ့နာမည်ကြီးလာပြီးတော့ဖန်လာခဲ့တာဖြစ်ပါတယ်။နံပါတ်1 community ခိုင်ခိုင်မာမာရှိတဲ့ coin တွေကို share ပါ ခရစ်တိုမား community power ကအရှမ်းအရေးကြီးပါတယ်။ပုံစံစင်တူ project တစ်ခုရှိရင် community ကြီးပြီးတော့ spot အများကြီးရှိတဲ့ project တွေကပို့ပြီးတော့တက်လာနိုင်တယ်။ ။ဒီကားတဲ့အချက်တွေက Twitter, Telegram, Discord group တွေမှာ active user ပလောက်ရှိလက် developer တွေက roadmap အတိုင်းလုပ်နေပြီလား partnership နဲ့ investor တွေကကြီးကြီးမားမားရီလားဆိုတာပါပဲ။ဥပမာ Shiba Inu ကိုအရင်တုန်းက main coin လို့ပဲမြင်ခဲ့ပေမဲ့ community အရှမ်းကြီးလာပြီးရောနမည်ကြီးတို့အခုထိရှင်သန်နေတဲ့ project ဖြစ်လာခဲ့ပါတယ်။နံပါတ်3 Way transition and smart money movement crypto way ကြီးကြီးမားမားရှင်နေမြန်လန်သူတွေက added value crypto တွေကိုအမြန်ရှာနိုင်သူတွေဖြစ်ကြပါတယ်ကြည့်ရမယ့်အချက်တွေကတော့ on-chain data မှာဝေးတွေအရှမ်းဝယ်တဲ့စရင်အများကြီးရှိလားစစ်လို့ရပါတယ်။ exchange wallet တွေကိုအများကြီးရောက်နေပြီလားကြည့်လို့ရပါတယ်။ပြီးတော့ crypto fund တွေက invest လုပ်ထားလားပေါ့။ဥပမာ Polygon ရဲ့ method က2020မှာ undervalue ဖြစ်ခဲ့ပြီးတော့ဝေးတွေစတင်ဝယ်ယူတဲ့အခါမှာပဲတမှုတက်လာခဲ့တာကိုတွေ့ရပါတယ်။ဆိုတော့ဘာတွေမလုပ်သင့်ဘူးလဲ။ just hype နဲ့မဝယ်ပါနဲ့။ ။ coin တစ်ခုခေတ်စားပြီးတော့ variable ဖြစ်တယ်ဆိုတိုင်းတကယ် undervalue coin လို့ပြောလို့မရပါဘူး။ ponzi နဲ့ scam တွေကိုတတိထားရပါမယ်။ passive income ညံ့များရမယ်ဆိုပြီးတော့ငွေတောင်းတဲ့ project တွေက scam ဖြစ်နိုင်ပါတယ်။ team နဲ့ development ကို အမြဲစစ်ဆေးပါ။ project ကိုထုတ်တဲ့အဖွဲ့က anonymous team နာမည်မသိရတဲ့ developer တွေဆိုရင် repo အလိမ်ဖြစ်နိုင်စေညပါတယ်။ undervalued crypto တွေကို အမြန်ဆရှာဖို့အချင်းပြန်ပြောရရင် market cap နိုင်ပြီးရော future potential အနာဂတ်တန်မှုရှိတဲ့ project တွေကို စစ်ပါပြီးတော့ community နဲ့ဝေးတွေကဝေနေတဲ့ client ကိုစူးစမ်းကြည့်ပါမလုံးအရှမ်းပေးတဲ့ပုံစံနဲ့ scam project တွေကိုရှောင်ပါဆိုတော့ and develop crypto ray အခွင့်ကောင်းတဲ့ဝေနိုင်ရင် bad လာတဲ့အခါမှာအများကြီးမြင့်တဲ့ဈေးတွေနဲ့ရောင်းချနိုင်မှာဖြစ်တဲ့အတွက်ဒီ news ကိုသုံးကြည့်တာမမှားပါဘူး ။ CryptoMate ကပေး Crypto ကိုမှပေးပါဆိုပြီးတော့ယင်းနှောင်းနမို Financial Advice လုံးဝမပေးပါဘူး။အလုံး Crypto ကြောင်းနားလည်ဖို့သာ Knowledge Sharing လုပ်ပေးနေရဖြစ်ပါတယ်။ ခရပ်နမိတ်ကနေပြီးတော့နေ့စဉ်ခရစ်တိုကိုအသုံးပြုပြီးမမှန်ကန်ကန်ယင်းနှောင်းလန်နီရဲကိုတင်မနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ like and subscribe လုပ်ထားပေးကြပါအောင်နော်မသိတာရရှိရင်မေးချင်ရင်လည်းခရပ်နမိတ်ရဲ့ Telegram group ကို join ထားလို့ရပါတယ် group ရဲ့ link ကိုဒီ post အောက်မှာချပေးထားပါမယ် crypto ရဲ့ trading လုပ်ဖို့အတွက် ASIN account တစ်ခုမရှိသေးဘူးဆိုရင်လည်းအခုဖြားထားတဲ့ crypto make referral code နဲ့ finance မှာ account ဖွင့်လို့ရပါတယ်ဒီ account နဲ့ဖွင့်ထားတဲ့ account က finance ပေါ်မှာ trading လုပ်တိုင်းပေးရတဲ့ trade fees ကို20% discount lifetime ရမှာဖြစ်ပြီးတော့ crypto make ကလုပ်တဲ့ gaming တွေက reward တွေကိုလည်းရနိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ issue မှာအများကြီးကျိုးရှိမှာဖြစ်ပါတယ်ဒီနေ့ video လေးကတော့ဒီလောက်ပါပဲအားလုံးပဲ another video မှာပြန်နေကြရပါ့